မင်္ဂလာပါရှင် K Story YouTube Channel ကနေကြိုဆိုလိုက်ပါတယ်နေ့စဉ်နေ့တိုင်းမှာစိတ်ဝင်စားဖွယ်ရာဇလံကောင်းတွေကိုရွေးချယ်တင်ဆက်ပေးနေပါတယ်အခုတင်ဆက်ပေးမယ့်ဇလံကတော့စာရေးဆရာမိုးထွန်းမကွေးရဲ့သူရနှင့်နဘုံတက်ကဆုံးရှင်မှာဇလံကိုအစအဆုံးတင်ဆက်သွားမှာဖြစ်ပါတယ်တင်ဆက်မှုကိုနားမစင်ခင်မှာ Channel ကို Like and Subscribe နဲ့အားပေးဖို့တောင်းဆိုချင်ပါတယ်ဇလံတစ်တွေတင်နိုင်သိရှိစေဖို့အတွက်ဘေးနာကနိုတီခေါင်းလောင်းကိုနှိပ်ထားပေးပါ ဖြောက်ခနဲ့ကျိုးသွားတဲ့တိတ်ကိုင်းကြောက်တစ်ခုကိုနင်းမိတဲ့အတန်နဲ့အတူမုတ်ဆိုးတစ်ယောက်ကတောထဲမှာရှောက်လန်းလာခဲ့လေတယ်။သူရဲ့ဂုတ်ပိုးအထက်မှာလဲဆက်အသေးကောင်ကိုချီပိုးထားပြီးယခုမှလက်လက်ဆက်ဆက်ရလာတဲ့ထင်ရတယ်။ဆက်သေးကောင်ရဲ့သွေးတွေကလာရလန်းတစ်လျှောက်မှာတစ်ဆက်ချင်းကျနေတယ်။မုတ်ဆိုးကြီးကရှောက်လာခဲ့ရင်လည်းနေအောင်ကြောင့်လက်ခနဲဖြစ်သွားတဲ့နီးချင်းချင်းအရာကိုငုံကြည့်လိုက်တော့သွေးဆက်တွေလည်းဖြစ်နေတယ်။မြည်သည့်သားကောင်တွေဒီအနာကနေတန်ရာရလျက်ဖြစ်သွားပါလိမ့်လို့တွေးက ဆက်လျှောက်လာခဲ့ရင်လေအဝေးမှာနှက်ခေါင်းနဲ့ဆင်းရှင်ရှင်အနက်တစ်မျိုးကိုရလိုက်မိတဲ့သူထမ်းပို့ထားတဲ့ဆက်အသေးကောင်ရဲ့အနက်မဲလို့ထင်မှတ်ခါလျှောက်လာခဲ့ရင်လည်းသူစောစောကရက်၍သူ့ဆက်တွေကိုငုံကြည့်ထားတဲ့နေရာကိုပြန်ရောက်ရှိလာမှန်သိလိုက်ရတယ်။မုတ်ဆိုးကြီးကတိတိချင်းခေါင်းနှပန်းကြီးသွားပေမဲ့ဘေးဘီကိုမျက်လုံးလှဲ့ကစားကအသေးကိုဖြည်းဖြည်းတတ်တာစွာရှူရင်ဘာမှမဖြစ်တယ်လို့ဟန်ဆောင်ကအရှိကိုမလျှောက်ဖဲဤတခါဘေးကဖောက်ထွက်ကြည့်တယ် ်သို့ပေမဲ့မရဘူးသူထိုနေရာကိုသာတဆိုင်မမတ်ပြန်လဲရောက်ရှိလာလေတယ်မုတ်ဆိုးကြီးကမကျေနပ်သေးပဲညာဘက်ကနေထပ်ကြွေးဝိုက်ခါတော်တွေကနေထွက်ဖို့စူးစမ်းပေမဲ့လေဒုံရင်အတိုင်းသူဒီနေရာကိုသာပြန်ရောက်ရှိလာလေတယ်မုတ်ဆိုးကြီးကသူတော်မောက်ပြီလို့သိရှိတာကြောင့်ဆက်အသေးခံကိုခြားကတော်ဆောင်နဲ့တောင်ဆောင်နဲ့ကိုအရက်လေးမျက်နှာလှဲ့ပြီးရှ िख ိုးကတော့ကတောင်းမှန်နေတယ်တော်ဆောင်နဲ့တောင်ဆောင်နဲ့ကြီးတို့ခမကိုပြစ်ရှိလဲကြေပါဆဲပြစ်ရှိလဲကြေပါ ကျွန်တော်မျိုးမလိမ်မမလိမ်မလေးတခါမိုက်မိတာရှင်ခွင်းလို့ကြပါခမမုတ်ဆိုးကြီးဟာအဲ့ဒီလိုတောင်းပန်တိုးရှိုးနေချိန်မှာဟိတ်ဆိုတဲ့အတန်းနဲ့အတူမျက်ရည်နက်နက်မျက်ခုံးထူထူနဲ့မျက်ရည်ကမှဲ့ပါတဲ့လူတစ်ယောက်ကမိမတစ်ယောက်ကဲ့သို့ဝတ်စားထားကသူနဲ့မနီးမဝေးကထဏောင်းမင်ကြီးအောက်မှာဘေးတစောင်းလဲလျောင်းလေးရဲ့ပေါ်လာလေတဲ့မုတ်ဆိုးကြီးဟာအလွန်အမင်းအံ့ဩသွားကရုတ်တရက်ကြီးပေါ်လာတာကြောင့်တော၆ပီလိုထင်ကကြောက်လန့်၍ထွက်ပြေးလီတော်တယ် သို့ပါတော့လေသူကဘယ်ဘက်ကိုပြီးပြီးထိုးရောက်ကြမဟုတ်မိမမဟုတ်တဲ့လူရဲ့အရှိကိုသာပြန်ပြန်ရောက်လာလေတယ်မုတ်ဆိုးကြီးကအချင်းအတော်ကြာပြေးပေမဲ့ဘလွတ်တာကြောင့်မောဟိုက်လာကအဲ့ဒီလူနဲ့မနီမဝေးကမြေပြင်မှာဖင်ထိုင်ချလျက်အမောဖြေနေရတယ်အဲ့ဒီအခါသဘင်တွေကိုတတ်ခါထနောင်းမင်အောက်ကလူကမုတ်ဆိုးကြီးကိုကြည်လိုက်တယ်ရှင်ကဘယ်ရွာကရွာမုတ်ဆိုးလိမ်ယောက်ျားရင်းမကြီးအတန်ကုန်မှပျော့တွဲတွဲပြောလိုက်တာကြောင့်ကြားရတာတမျိုးကြီးဖြစ်နေပြီးမုတ်ဆိုးကြီးခင်ဗျာရည်ချင်နေတယ် ို့တော်လေလူလားသေးရလားနတ်လားမသိတာကြောင့်စိတ်ကိုထိမ့်၍ပြန်ဖြေလေတယ်။ကျုပ်ကျုပ်ကဒီတော်ရဲ့အရှိဘချံကတဖန်တော်ရွာသားပါ။တဖန်တော်ဆိုတော့မြောက်ညိုကြီးဖျားရှိတဲ့ရွာပေါ့ဟုတ်လား။ဟုတ်ပါတယ်။ဒါဆိုရင်အတော်ပဲ။ရှင်ကျမကိုတခုခုလှုပ်ပေးမလား။ရှင်အတွက်ဒီတသက်စားမကုန်နဲ့စီးစိမ်ကျမပေးမယ်။ဗျ။ဗျ။တကယ်တကယ်လား။တကယ်ပေါ့ရှင်။ဟာခမရလူလားမသိပါလားမသိနဲ့။ကျုပ်ကြောက်တယ်။ကျမကလူအစစ်ပါ။ ဒါပေမဲ့လည်းရိုးရိုးလူတော့မဟုတ်ဘူးပေါ့ဟင်ဒါဆိုဘလို့လူလဲဒါရှင်အလုံးမဟုတ်ဘူးကျမကိုပြန်မမင်းနဲ့ခိုင်းနာတာလုံမလာမလုပ်ဘူးလားပြောရှင်းလို့ပေးမယ်ဆိုရင်ဒီမှကြည့်ဒီရွှေတင်းကားပြားကိုစိတ်ရအနေနဲ့ပေးမယ်ဘဲနဲ့လေရွှေတင်းကားကိုမြင်တဲ့အခါစောစောကအထိကြောက်လန့်မောဟိုက်နေတဲ့မုတ်ဆိုးကြီးကမျက်လုံးတွေအယောင်လက်သွားကကုံကျိုးတွေတိုက်ရမဲနေတဲ့သွားတွေပေါ်တဲ့အထိရှီပြုံးပြုံးသွားလေတယ်တကယ်ပေးမှဆိုရင်လုံမယ်ဘာလို့ပေးရမလဲ မြောင်ညိုကြီးဖះမှာမြောင်ညိုကြီးတကောက်ထိုင်းနေတဲ့အယုတ်ကြီးရှိတယ်မဟုတ်လားရှိတော့ရှိတယ်ဒါပေမဲ့လေအဲ့ဒီမြောင်ညိုကြီးရုပ်ထုကဖះစီးအတွင်းမှာထားထားတာအဲ့ဒီမြောင်ညိုကြီးရုပ်ထုရဲ့လက်ပေါ်ကစန်းစာအုပ်ကိုယူပေးရမယ်ဒါတော့မဖြစ်နိုင်ပါဘူးဗျဖះစီးအတွင်းကိုဘသူမှဝင်လို့မရဘူးဗျပြီးတော့အဆောင်ရှောက်တွေလည်းပေါ်ပါပြီနေဗျဖះစီးအတွင်းကိုကျုပ်ခိုးဝင်တာရွာလူတွေသိရင်လေတကြီးနဲ့ကတိုင်းမှာ ဘာကြောင့်မှမသိပေမဲ့အဲ့ဒီဖျားစီအတွင်းဝင်ပြီးကန်ဆိုးထက်တယ်လို့လည်းပြောကြတယ်။ဒါတော့ရှင်းမပူပါနဲ့။ရှင်းသာယူပေးမယ်ဆိုရင် ရှင်းကိုအခုဘသူမှမမြင်နိုင်အောင်ကျမကလုပ်ပေးလိုက်မယ်။ရှင်းကအဲ့ဒီကျန်းစာအုပ်ကိုယူပြီးကျမကိုလာပေးရုံပဲ။ဘသူမှမမြင်အောင်လုပ်ပေးမယ်။ခက်ခပြားကဘသူလဲ။ကျမဘသူလဲရှင်းမသိခြင်းစမ်းမနဲ့တိတဲ့လူတွေကလည်းအသက်ရှင်ခွေရတဲ့သူဆိုလို့ကျမကြုံတွေကလွယ်လို့မရှိသေးဘူး။ကဲရှင်းလုပ်ပေးမှလားမလုပ်ပေးဘူးလား။ ဒါပဲပြောကောင်းပြီလေကြုံယူပေးမယ်။ယူပြီးရင်ဘယ်လာပို့ရမှာလဲ။ဒီတော့အစံနာကိုပဲလာခဲ့။ရှင်ရောက်တာနဲ့ကျမသိတယ်။အခုရှင်ကိုဘယ်သူမှမမြင်နိုင်အောင်လှုပ်ပေးလိုက်မယ်။ကျန်းစာအုပ်ယူပြီးရင်တန်းပြန်လာမှရမှာနော်။ကဲအနာတိုးခဲ့။မုတ်ဆိုးကြီးကထိုလူအနာကိုဖြည်းဖြည်းချင်းတိုးကတ်သွားလိုက်တယ်။အဲ့ဒီလူကသူ့ရဲ့ညာလက်ညိုနဲ့မုတ်ဆိုးကြီးနှစ်ဖူးကိုထောက်ခါတစုံတရာကိုရွတ်ဖက်ပေးလိုက်ပြီးသွားခိုင်းလိုက်တဲ့မုတ်ဆိုးကြီးလည်းထိုလူသွားခိုင်းမှထွက်လာခဲ့ရဝင်းကဘာကဲ့သို့ဖြစ်နေတဲ့စောစောကနေရာကိုပြန်မရောက်ရှိတော့ပဲ တောရဲ့အပြင်ကိုထွက်လာနိုင်ခဲ့တယ်။အဲဒီနောက်မုတ်ဆိုးကြီးကမြောင်ညိုကြီးဖျားရှိတဲ့ဘက်ကိုထွက်လာခဲ့လိုက်တယ်။ထူးဆန်းတီကတော့လမ်းမှာတွေ့သောလူတွေကလူအလုံးတတိမထားမိခဲ့ကြခြင်းပဲ။အရင်ကဆိုတောရဲကနေပြန်လာလျင်သို့မဟုတ်ပါကသူ့ကိုတွေ့ရုံများနဲ့မုတ်ဆိုးကြီးဘာသားကောင်တွေရခဲ့တော့တောထက်တုံးကားလိုမေးထက်တဲ့လူတွေကယခုသူတို့အရှိမရက်နေခဲ့တာတောင်းမမြင်သလိုသွားကြတယ်။မုတ်ဆိုးကြီးကခေါ်ပြီးပြည့်လေကြားဟန်မတူကြဘူး။မုတ်ဆိုးကြီးကသူတကယ်ကိုပြုတ်သွားတော့ကြောင့် အပျော်ကြီးပျော်ပါရှောက်လာခဲ့လေတဲ့မြောင်ညိုကြီးဖယားကိုရောက်လာတဲ့အခါရေမြင့်တော်ဘောသူ့တက်လာခဲ့လိုက်တဲ့အဲ့ဒီတော့စူးရီနဲ့ကထားတဲ့နေရာတွေကိုကြော်လွှားတက်လိုက်ခါဖယားစီးအတွင်းကိုဝင်လာခဲ့လေတဲ့ဖယားရုပ်ပေါ်တော်ရှိရာကလှိုင်းကိုတစ်ခုကဲသို့ဖြစ်နေက အလေးဝင်ပေါင်များသာရှိလေတဲ့ထိုအထဲသို့လည်းဘသူမှဝင်မရပဲအပြင်ကနေသာဖူးခွေရှိကြတယ်ယခုတော့သူကရွာရဲ့စီကန်းတွေကိုလောဘစိတ်ကြောင့်ချိုးဖောက်ခါဖယားစီးအတွင်းကိုရောက်ရှိနေခြင်းဖြစ်လေတဲ့ ုံဆိုးကြီးကမြောင်ညိုကြီးအယုတ်စီကိုတွားကလက်ပေါ်မှာတင်ထားတဲ့စန်းစာအုပ်အညိုကြီးကိုကြည့်၍မဝင်မရေရယူလိုက်တယ်။မြည်သည့်ထူးခြားချက်မှဖြစ်မလာတာကြောင့်မုံဆိုးကြီးကဝမ်းသာသွားကစန်းစာအုပ်ကိုယူ၍အပြင်ကိုထွက်လာချိန်ယောဂီဝင်းနယ်လူ၃ယောက်ကသူ့ကိုကြည့်နေတာကိုမြင်လိုက်ရတယ်။သူသည်စိတ်ထင်တာနေမှာပါလို့တွေးတော့ကအဲ့ဒီလူတွေကိုကြွေဝါ၍ကြော့ပြီးအပြုခေါင်းမောင်းတဲ့လူငယ်ကအဲ့ဒီစန်းစာအုပ်ကိုဘာများလုပ်ဖို့လဲမုတ်ဆိုးကြီးလိုမေးလိုက်တာကြောင့်မုတ်ဆိုးကြီးလန့်သွားခဲ့လေတဲ့ မင်းမင်းမင်းငါကိုမြင်ရတယ်ကျွန်တော်တို့သုံးယောက်လုံးမုတ်ဆိုးကြီးကိုရွာထဲမှာတွေ့လိုက်ရကလေးကအနောက်ကနေလိုက်ကြည့်နေတာပါဒီကျန်းစာအုပ်ကမုတ်ဆိုးကြီး ਨੇ လာလာမမအပ်ဆက်ဘူးမုတ်ဆိုးကြီးကဘာလို့ဖို့လာอยู่ရတာလဲအာအဲအဲ့ဒါငါအเจ้าနဲ့ငါကွာမင်းကဘာလို့ဖို့လဲဒီကျန်းစာအုပ်ကဘာကျန်းစာအုပ်ဆိုတာကိုရောမုတ်ဆိုးကြီးသိလားမသိဘူးဒီကျန်းစာအုပ်ကိုခိုးယူရင်ဘလို့ကျန်းကျိန်စာမျိုးစူးမယ်ဆိုတာကိုရောသိလားကျိန်စာဘလို့ကျိန်စာလဲ ပုံစိုးကြီးအခုကန့်ဆောင်ထားတဲ့ကျန်းကိုမဟာဆက်ကဒိဗ္ဗပညာကျန်းလို့ခေါ်တယ်။ဒီကျန်းကိုပြုစုခဲ့သူကမင်းတီဟလို့ခေါ်တဲ့ဝိဇာတို့တပါပဲ။ဒီကျန်းကိုသူမရှိတဲ့နောက်မှာမတမာသူတွေလက်ထဲရောက်ရှိမှဆိုးတာကြောင့်လုံလုံကျုံကျုံထားဖို့မြောင်ညိုကြီးတကောင်နဲ့ဒီစီဒီကြီးကိုတီးခဲ့တဲ့သူပေါ့။ဖယားစီးအတွေ့ကမြောင်ညိုကြီးရုပ်ထုမှာရှေးစလုံးတွေနေရာအပြည့်ရေးထားတာ။မုတ်ဆိုးကြီးမြင်နေမဟုတ်လား။မြင်ပါတယ်။အဲ့ဒီစာတွေကတကယ်တော့ တီးကျန်းစာအုပ်ကိုခိုးယူသူသာရှိခဲ့ရင်ဆိုပြီးစိန်စာတိုက်ထားတာပဲစိန်စာရေလန်သွားမိကြောင်နှကအသားစားငါးစားတဲ့ရေတရွာတို့ရဲ့တက်ဖြက်စားတော့ခြင်းကိုခံရပါစေကုံလွန်သွားကြတဲ့ခြင်းလေးစားတဲ့ကုံတရွာတို့ရဲ့တက်ဖြက်စားတော့ခြင်းကိုခံရပါစေချမ်းသာသူဖြစ်လျင်တခဏအတွင်းငွဲတေဥ္စာပြကြကနူနာဝဲဆွဲပြီးတောင်းစားဘဝရောက်ပါစေခြေကျိုးလက်ကျိုးပြီးဒုက္ခိတဘဝရောက်ပါစေသားစဉ်မြေဆက်ထီတိုင်းအနေစင်းရဲ့အစာစင်းရဲ့ အဝတ်စည်းရဲခြင်းတို့နဲ့ကြုံလို့ပါစေတေလွန်ပြီးတဲ့နောက်ငရဲရှိရွာမှာတရွာကိုအနှစ်၈တောင်းနဲ့ခဲရပြီးဖရာအဆူဆူတို့နဲ့လွဲပါစေတန်တရာတလျှောက်အသေးဆိုးနဲ့တည်၍အစာရည်စာကိုဘဲတော့အခါမှဝဝလည်လည်းမစားရပါစေနဲ့ရန်သူမျိုး၅ပါးနဲ့နေရှိတည်၍ကြုံရပါစေလို့ရည်ထားတယ်။ဗျာအဲ့ဒီခေါင်းပေါင်းတဲ့လူငယ်ရဲ့စကားအတန်အဆုံးမှမုတ်ဆိုးကြီးတယောက်လန့်ဖြန့်သွားခဲ့တယ်။သူ့ရဲ့လက်ထရာစန်းစာအုပ်ကိုကြည့်ရှုပြီး အတော်လေးကြောက်ရွံ့သွားတာကိုလေမျက်နှာမှာအထင်းသာပေါ်လာခဲ့တယ်။ပြောပါဦးမဟုတ်ဆိုဤဘယ်လိုကျန်းစာအုံမှန်တောင်မသိဘဲနဲ့ဘာလို့ယူရတာလဲ။ကျုပ်ကျုပ်ကတော့ရရလူတယောက်ကဒီကျန်းစာအုပ်ယူပေးရင်ရွှေတင်းကားတွေပေးမယ်ဆိုပြီးခိုင်းလို့ပါ။ဒါဆိုမဟုတ်ဆိုကြီးကိုပြောက်အောင်လေသူပဲလှုပ်ပြီးလိုက်တာပေါ့။ဟုတ်ဟုတ်ပါတယ်။အဲ့ဒီလူကဘယ်လိုပုံစံမျိုးလဲ။သူ့မှာမျက်ရည်ကမှဲ့ကြီးတစ်လုံးပါတယ်။ပြီးတော့ယောက်ျားကြီးဆိုပေမဲ့မိမတွေလိုဝတ်စားထားတာသူ့နာမည်ကိုရောပြောသေးလား။မပြောဘူး။ သူဘသူလဲဆိုတာတောင်မေးတာမဖြစ်ဘူးသူဘသူလဲဆိုတာသိတဲ့သူကလည်းသူရဲ့ငေးကြော်တွေပဲရှိတယ်။တခြားသူကသိနေရလဲအရှင်းမထားဘူးတဲ့။ကဲထားလိုက်ပါတော့ဆိုရင်မုံစိုးကြီးအခုဘာလုပ်မှလဲ။ဒီချမ်းစာကိုသူ့ကိုတွားပေးအောင်မလား။မမပေးတော့ဘူး။ကျောက်ကဝိုင်းရဲ့အရာသာပါတာတိပါတာကံကိုကျူးလွန်နေတာ။ချိန်စာတက်မှာတော့ကြောက်တယ်။ဒါဆိုလဲချမ်းစာကိုသူ့နေရာသူပြန်ထားလိုက်ပါ။ဒါပေမဲ့အဲ့ဒီလူကသူခိုင်းတာလုံးမပေးလို့ကျောက်ကိုလာတိုက်ရင်ဘလို့လုံးမလဲ။ဒီရက်အတွက်စိတ်ချပါ။မုံစိုးကြီးကိုသူတို့မတက်ပါဘူး။ ကြောက်ကိုသာအညှိုးထားကြလိမ့်မယ်။မုတ်ဆိုးကြီးကတပြင်းတစ်ချက်ချကကျန်းစာအုပ်ကိုဖျားဆီးအတွင်ကမြောင်ညိုကြီးရုတ်တုမှပြန်ထားလိုက်တယ်။အဲဒီနောက်အပြင်ကိုပြန်ထွက်လာခဲ့ပြီးဇေဒီတော်ကိုရှ िख ိုးဥချကတော့လိုက်တယ်။မုတ်ဆိုးကြီးကိုဖျောက်ထားတာကိုကျွန်တော်ပြန်ဖြတ်ပေးလိုက်မယ်။တောထဲကိုတော့အခုရပိုင်ဝင်းမလာပါနဲ့အောင်။အဲဒီလူကတာမန်မဟုတ်တာမုတ်ဆိုးကြီးတည်ထားမိမှာပါ။ကျုပ်လည်းအစကတည်းကထင်မိပြီးသားလူလားနဲ့လားမသေးကွဲဖြစ်နေတာ။မကောင်းတဲ့ပညာတွေတယောက်လိုပဲတည်ထားလိုက်ပါ။အဲဒီနောက်မှာခေါင်းပေါင်းတဲ့လူငယ်က မုတ်ဆိုးကြီးရဲ့နှစ်ဖူးကိုထိ၍ဂါထာတစ်ခုကိုရုတ်ဖတ်ခါလက်ဖနောက်နဲ့အသားရတွန်းလိုက်တာနဲ့မုတ်ဆိုးကြီးကကိုဖြောက်တာပြက်ပြီးရုပ်လုံးပြန်ပေါ်လာခဲ့တယ်။မုတ်ဆိုးကြီးကဖျားပေါ်ကဆင်းပြီးထွက်သွားခဲ့ချိန်ယောဂီဝင်းနဲ့လူငယ်သုံးဦးလုံးကရက်ကြည့်နေခဲ့ကြလေတယ်။ဆရာမုတ်ဆိုးကြီးကိုကျန်းစာကိုယူခိုင်းတဲ့သူကဘလို့ပညာတဲ့မျိုးလဲ။ကဝေမြောက်ဆုံးကိုနှုတ်ပိတ်လိုက်တဲ့သူကလည်းဘဲသူဆိုတာသိရပြီလားဆရာ။ငါအဖဆရာတွေပြောပြချက်အရတော့အခုဒီကျန်းစာအုပ်ကိုလိုချင်နေတဲ့သူနဲ့ ကဝေမြောက်စုံကိုနှုတ်ပိတ်လိုက်တဲ့ပညာတွေကတအူးရဲပဲကွာသူ့ကိုနှဘုံတကဆုံးရှင်မလို့ခေါ်ကြတယ်နာမည်အစ်စ်ကတော့တယောက်မှမသိကြဘူးဆိုပဲနှဘုံတကဆိုတာယောက်ျားမဟုတ်မိန်းမမဟုတ်တဲ့သူကိုဆိုလိုတာမလားဆရာယောက်ျားကမိန်းမစိတ်ပေါက်နေတဲ့သူကိုပေါ့အေးဟုတ်တယ်အဲ့ဒီလိုမျိုးပဲအခုသူကကတော့အစ်စ်ကိုတတ်ဖို့ကြိုးပမ်းနေတာကဝေမြောက်စုံကိုနှုတ်ပိတ်လိုက်တာကလည်းသူ့ရဲ့လမ်းမှာငါတို့ဝင်ရှုံမှာဟုတ်တည်ပြီးအချိန်ဆွဲလိုက်တဲ့သဘောပဲငါအဖဆရာထံ အချိန်မီမေးလိုက်လို့သာသိပြီးဒီချမ်းစာအုပ်ပါမသွားတာပေါ့ကွာသူ့အကြောင်းလေးနည်းနည်းရှင်းပြပါလားဆရာအေးသူ့လိုနှဘုံတက်ကဆုံးမျိုးရလဲရှာတော့ပြောပြရတာပေါ့ကွာလမ်းမှာပြောပြမယ်သူတော်တို့ကဖျားစီဒီဘောကနေစင်းလာခဲ့ကြပြီးတဲ့နောက်တောရှိတဲ့အရက်ကိုဥတီ၍ရှောက်လာခဲ့ကြလေတယ်တောထဲမှာတော့နှဘုံတက်ကဆုံးရှင်မဆိုသည့်သူဒီသူဤအကြံအစီပြပြသွားရခြင်းကိုသိရှိကစိတ်ဆိုးဒေါသထွက်နေလေတော့တယ်တောနဲ့ပိုင်းကတိတ်အိမ်ရှိရာအကုတ်ပြမှာ သူတစောင်းလဲလျောင်းနေကကော့ပြည့်အနီးမှာလဲမြေပြင်မှာမိမခုနှစ်ယောက်ကဒူးတုတ်ခါစားနေကြတယ်။သူရာနှဘုံတက်ကဆုံးရှင်မရဲ့အကြောင်းတစီတစောင်းကိုသူတိထားရသလောက်တပည့်ဖြစ်သူအောင်စီနဲ့ထုံးတော်ကိုရှင်းပြတယ်။နှဘုံတက်ကဆုံးရှင်မလို့ခေါ်တဲ့လူကဘယ်တော့ကတည်းကပေါ်ပေါက်လာခဲ့မှမသိပေမယ့်သူ့ကိုအဖဆရာတွေတတိမူမိတဲ့အချိန်မှာအတော်လေးပညာကထက်နေပြီ။သူ့ရဲ့အမှုအကျင့်ကတိုးတိုးတိတ်တိတ်နေတဲ့အချိန်တော်ရုံပညာတွေလောက်ထံကိုလည်းတပည့်မခံခဲ့ဘူးဘူး။အခုသူပညာထက်တော့လေး တာမညာစုံလောက်ကိုတပည့်မထားဘူးကွငါတို့ရင်ဆိုင်ခဲ့ရတဲ့ကဝေမြောက်စုံကတော့သူတပည့်မဟုတ်ဘူးသူ့ကိုလေးစားလို့ကူညီမဲ့သူပေါ့ကွကဝေမြောက်စုံကသူ့ပညာတွေလုံးဝမြင့်ပြီးအထောထိတ်ရောက်ချိန်မှာသူ့ကိုယ်သူနှဘုံတက်ကထံမှာအစားခံပြီးပညာထပ်တိုးပေးဖို့ပဲအတော်လေးစားလို့ထင်နေတော့စီရဒါပေါ့ကွနှဘုံတက်ကမှသူ့လေးစားရလောက်တဲ့အချက်တွေရှိလို့နေမှာပေါ့ဒါပေမဲ့လည်းမထင်မှတ်ဖဲငါတို့ကကဝေမြောက်စုံကိုမိသွားတော့နှဘုံတက်ကက ူကတော့ဖြစ်အောင်လုပ်မယ်အကြံအစီပေါက်ကြားမှဆိုးတာနဲ့နှုတ်ပိတ်လိုက်တာပဲနှဘုံတက်ကအကြောင်းပြန်ဆက်ရရင်သူ့မှာဆုံးခုနှစ်ဖို့ရှိတယ်မျိုးရိုးစင်ဆက်ရိုးရပညာကိုလက်ဆင့်ကန်ထိမ့်သိမ့်လာတဲ့ဆွေမျိုးခုနှစ်ယောက်ကိုတပည့်အဖြစ်ထားထားတာသူတို့ပညာတွေကလည်းမခေဘူးကရှင်းဆိုင်ရတဲ့အခါမှာတတိကြီးကြီးတော့ထားရလိမ့်မယ်ကျွန်တော်မရှင်းတာရှိသေးတယ်ဆရာကဝေမြောက်ဆုံးကသူ့ပညာအလုံးစုံပြည့်ဝတဲ့အခါမှာဘာလို့နှဘုံတက်ကထံမှာအစားခံရတာလဲဒီရဲ့အတိုင်းပဲပညာပေးလိုက်လို့မရဘူးလား သူတို့ကထုံးတော်ရဲ့အမေကိုမဖြေသေးပဲပချိုက်လေးတွေပေါ်တဲ့အထိပြုံးလိုက်ခါရှောက်လာခဲ့ပြီးတစ်ပင်ခက်ကြီးကြီးတပင်အောက်အယောက်မှာတော့ခနာတစ်ဖြုတ်ထိုင်နာလိုက်ခါထုံးတော်ရဲ့မိကုန်းကိုဖြေဆိုးလေးတယ်နှမုံးတကကကဝေမဟုတ်ဘူးကွာစုံးမယ်အဲ့ဒီတော့ကဝေမြောက်ဆုံးကသူ့ပညာတွေကိုလွှဲပြောင်းပေးလို့မရဘူးဒီတော့ပေါ်ရီတာရာကျင့်ဤအတိုင်းကဝေမြောက်ဆုံးကသူ့ကိုသူစရီးပြီးနှမုံးတကထံမှာအစားခံမှာကဝေတယောက်ရဲ့အသားဆုံးစားမှာတော့စုံးရဲ့ပညာဆက်တွေက အရင်ကထက်နှစ်ဆတိုးပြီးအားပူပြင်းသွားတာပေါ့ကွာဒီတော့သူ့ကိုတော်ရုံအထက်စီကဝိဇာလောက်နေတော့ရှင်မရတော့ဘူးလေဒီကွက်ကသူတို့ကစနစ်တကျအစီအစဉ်ဆွဲပြီးကြိုတင်ပြင်ဆင်ထားတာဒါပေမဲ့ငါတို့ကမထင်မှတ်ဖဲသူတို့ရဲ့အကြက်အစီကိုဖျက်လိုက်တာပေါ့ကွာဒါကြောင့်လဲနှဘုံတကကဒီကျန်းစာအုပ်ကိုချက်ချင်းရယူဖို့ကြိုးစားတော့တာအော်တော်တော်လေးလဲရှုပ်တယ်နော်တပည့်တို့တော့မနှဲနားလည်အောင်လုပ်နေရတယ်ဒီလိုပဲပေါ့ကွာနားမလဲတာကိုနားလည်အောင်လုပ် မသိတာကိုသိအောင်လုပ်မှပဲဘ ਹੁ တုတဆိုတာမျိုးကရတာကိုမသိရင်မသိတဲ့အတိုင်းနားမလဲရင်နားမလဲတဲ့အတိုင်းသာနေရင်သူများပြောသမျှကြားသမျှမြင်သမျှယုံတဲ့လူပြေးလူညံဖြစ်သွားလိမ့်မယ်သူတို့ကတပည့်နှစ်ယောက်နဲ့အတူရှောက်လာခဲ့ရင်တစုံတစ်ခုကိုသတိရသွားကတောစီတို့သွားနေတော့ခြေလန်းတွေအားရွာတဲ့သူပြန်လဲဦးတီကရှောက်လန်းလာခဲ့လေတယ်အောင်စီနဲ့ထုံးထုံကတော့ဆရာဖြစ်သူကိုမေးမြန်းခြင်းမရှိအနောက်ကနေသာထက်ချက်မကွာလိုက်လာခဲ့ကြတယ် သူရကရွာလေးကနေဖြတ်လျှောက်လာခဲ့ရင်လည်းရွာဦးเจ้าကိုသွားနေမှသိလိုက်ကြရတယ်။သူရเจ้าထဲကိုဝင်လာခဲ့ကเจ้าမကိုတိုက်ပြီးဆရာတော်ကြီးထံသင်္ကန်းအစုပ်တစ်ထည့်တောင်းယူလေးတယ်။တကလေးကသင်္ကန်းအစုပ်ကြီးနဲ့ဘာလို့မလို့တော့တင်မဖေရတပည့်တော်ကခொနည်းရဲ့သာသမီများကောင်းကျိုးအတွက်ဟောဒီအထက်လန်ပညာကိုသင်ယူပြီးကဲတင်လျက်ရှိပါれဖေရအရှင်ဖျားစီကသင်္ကန်းအစုပ်ကိုတပည့်တော်မကောင်းတာဘာတစ်ခုမှမလုပ်ဘဲအင်မတန်အောက်တန်းကြတဲ့ ပညာသည်တယောက်ကိုနှိမ်နှင်းမဲ့နေရာမှာလိုအပ်လို့စွန့်ပေးဖို့လာရောက်လျှောက်တင်တာပါဖေ။အေးအများကောင်းကျိုးအတွက်ဆိုရင်တော့လေဖုံဖုံကစွန့်လိုက်ပါမယ်။အဲ့ဒီနောက်ဆရာတော်ကြီးကလက်ကင်ပေါ်ပေါ်တထဲစာမျှသာရှိသောတင်ငန်းစုပ်အပြဲတစ်ခုကိုသူရကိုစွန့်ကျဲလိုက်တယ်။သူရကတင်ငန်းအစုပ်ကိုယူလာခဲ့ပြီးတဲ့နောက်ဆရာတော်ကြီးအားရှ िख ိုးကတော့၍နှုတ်ဆက်ခါရွာထဲကနေပြန်လည်ထွက်ခွာလာခဲ့လေတဲ့။ရွာထိတ်ကိုအရောက်မှကောက်ကောဘင်းကြီးအောက်မှာယောဂီစာတထဲကိုအောင်စီအားထောက်ခိုင်းကခင်းကျင်း၍ သူရကထိုင်လိုက်လေတယ်။အောက်စီနဲ့ထုံးတော်ကတော့ဘေးရနေတာဆရာဖြစ်သူဘာလို့မလဲဆိုတာကြည်နေကြတယ်။သူရကအင်းဆွဲခဲနဲ့တချောင်းကိုထုတ်ခါသင်္ကန်းစာကိုတေချာပြတ်နေအောင်ဖြန့်၍အင်းစမတစ်ခုကိုရေးဆွဲနေလေတယ်။သူရရဲ့နှုတ်ကဂါထာမန္တန်ရွတ်တန်ကြောင့်အနီးမှာရှိတဲ့ပရာလောကသားအချို့ကမခံနိုင်မဲထွက်ပြေးသွားခဲ့ကြတယ်။သူရကတော့အင်းအပေါ်မှာသာစိတ်ကိုနှစ်ထားကရေးဆွဲနေလေတယ်။တဖြည်းဖြည်းနေမင်းကြီးကလည်းအနောက်ကိုရွေးချားနေကနေလေခဲ့အချိန်ကိုတောင်ကျော်လွန်လာခဲ့တယ်။ သူရကအင်းကိုစိတ်ပါလက်ပါတေးသေးချာချာရေးဆွဲပြီးတဲ့အခါတက်ဆိုင်ရမန်တန်ကိုရွတ်၍နှိုးထားလိုက်ခါလို့အဲ့အတွင်ကိုတရိုတတိခောက်ထည့်ထားလိုက်တဲ့ကဲအချိန်လဲကြပြီအင်းလေးအစင်တင့်ပြီးသွားကြမယ်ဒီလိုနဲ့သူရကရှေ့ကနေဥဆောင်၍အောက်စီးနဲ့ထုံးတော်ကအနောက်ကနေလိုက်ပါလာခဲ့ကြတယ်သူရတို့ကတော့တောစီကိုလာနေကြသလိုတောရရသူတွေကလည်းသူရတို့အလာကိုစောင့်ဆိုင်နေခဲ့ကြလေတယ်တောဆက်ကိုသူရတို့ရောက်ရှိလာကြကတောနယ်အတွင်းပိုင်းထဲထိတိုးဝင်လာခဲ့ကြပြီး ချောင်းငယ်တစ်ခုအနီးသို့ရရောက်မှကြောက်စိန်ကြောက်တုံးကြီးတွေအပေါ်မှာထိုင်နေတဲ့လူတွေကိုမြင်တွေ့လိုက်ရတယ်။အောင်စီနဲ့ထုံးအောင်ကအဲ့ဒီသူတို့ရဲ့မျက်လုံးမျက်နှာအသွင်အပြင်နဲ့ဝက်စားထားကြပုံကိုကြည့်ကပညာသည်တွေမှသိရှိ၍လွက်အိတ်ထဲကအင်းတွေကိုလက်ရှိုးဝင်ကကင်ထားလိုက်ကြတယ်။သူတို့ကထိုပညာသည်တွေစီရှောက်လန်းသွားကဝါနပြန်အကွာမှာရက်လိုက်တယ်။အဲ့ဒီနောက်သူရဲ့ခေါင်းမပေါ်ကိုချွတ်လိုက်ခါပခုံးမော်ကိုပြောင်းတင်ထားလိုက်တယ်။ပညာသည်တွေတဲကမှ အနေငယ်အသက်ကြီးမဲထင်ရတဲ့မိမတအူးကသူရခါထောက်ခါမျက်စောင်းထိုးကြည့်ပြီးဟိတ်စောက်စရာကောက်နင်းနဲ့မဆိုင်မဲ့ဝင်ပါတာဒါနဲ့ဆိုနှစ်ခါရှိပြီအရက်တခါကအမေကြီးကခွင့်လွှတ်ပေးပေမဲ့အခုသူ့ရဲ့အကြံအစီကိုဖျက်ဆီးလို့နင်းကိုအသေးသက်ဖို့ငါတို့ကိုလွတ်လိုက်တာပဲနင်းပြောစမ်းဘလို့တေးချင်းစိုးမျိုးနဲ့တေးချင်းလဲအဲ့ဒီမိမကြီးစကားတန်ဆုံးမှသူရကပချိုင်လေးပေါအောင်ပြုံးညီလိုက်ချင်းသူရဘေးနှစ်ဖက်ကနေ အင်းဆက်ကြနှစ်ခုကဝေကနဲ့လေထွက်သွားပြီးပညာသည်ရီထန်းဝင်ရောက်သွားကြတယ်။အဲဒီအခါကြစ်ဆံပြီးကြက်ထားတဲ့မိမတစ်ယောက်ကထွက်လာပြီးအင်းဆက်ကြတွေကို သူ့ပညာထုတ်ပြီးကပစ်လိုက်တယ်။အင်းဆက်ကြတွေကဘေးကိုလေထွက်သွားကြကရေထဲကိုကြောက်ရတအုံးအုံးပေါက်ကွယ်ထွက်သွားခဲ့တယ်။ပညာသည်တွေကသူတို့ကိုပြန်လှည့်အကြည့်မှမျက်မှောင်ကြီးတွေကြုံထားကြပြီးဒေါသထွက်နေတဲ့မျက်နှာထားနဲ့အောင်စီနဲ့ထုံးအောင်ကသူတို့အရှိကိုထွက်လာခဲ့ကြတယ်။အသက်ကြီးပြီးအချိန်မစီးတဲ့အဖွားကြီးငရဲပြီကိုဒီနေ့ရွှဲနဲ့ နေမကူပဲရောက်ချင်နေပြီထင်နေကျုပ်တို့ဆရာကိုများမထီလေးစားနဲ့လိပ်ပြာပါချုပ်ပြီးအရှင်လက်လံငရဲမီးနဲ့ပတ်ပြဲမယ်ကြပါတယ်ကိုအောင်စီကလဲပြအင်းနဲ့တစ်ဖွဲ့လုံးကိုလဲဖြတ်ပြီးကျုပ်တို့ဆရာချီတော့ဆေးပေးလိုက်မယ်အောင်စီနဲ့ထုံးအောင်ရဲ့နှုတ်ကနေတတ်မယ်ဖြတ်မယ်တွေထွက်လာတဲ့စကားတန်ကြောင့်တူရာတယောက်စိုးရိမ်သွားကနှစ်ယောက်လုံးရဲ့ဂုတ်ပိုးကိုရိုက်ချလိုက်တယ်ဘလို့ဖြစ်လို့ဝစီကန်နဲ့ရောမနောကန်နဲ့ရောပါနာတိပါတာကိုကျူးလွန်နေကြတာလေငါမင်းတို့ကိုဘလို့တုံတယ်ဆုံးမထားလေဒီကိစ္စပေးရင်မင်းတို့ကအပြစ်ပေးမှဖြစ်တော့မယ် ဆရာကိုပြောတာဆရာမြတ်တာထားနိုင်ပေမဲ့ကျုပ်တို့ကမခံနိုင်လို့ပါဆရာရဲ့ဟုတ်တယ်ဆရာကျုပ်တို့ကိုပြောရင်တောင်ကျုပ်တို့တီးခံပေးမယ်ဆရာကိုကာယကံဝစီကံမနှောခံနဲ့ဘယ်သူမှစော်ကားတာတော့မခံနိုင်ဘူးကဲတော်စံအခုလော်လော်စင်မင်းတို့ဘလို့တိုက်မလဲဆိုတာပဲအာယုံစိုက်တော့ဟိုမှာသူတို့တိုက်တော့မယ်သူတို့ရဲ့တတိပိစကားကြောင့်သူတို့ရှေ့ကိုပြန်ကြည့်မိကြတဲ့အခါစုံခုနှစ်ဖော်လုံးကသူတို့ရဲ့လက်တွေထဲမှာအယောင်အသွေးစုံလင်းလာတဲ့ပညာဆက်တွေကင်ထားကြကပြတ်ဖို့ချိန်ရွယ်လိုက်ကြတယ် အဲဒီနောက်အာကုံလွှဲပြက်လိုက်ချိန်ပြည်သူဆက်တွေကသူရတို့စီအရှိန်နဲ့ဝင်လာကြတယ်သူရညာလက်ဘဝကိုဖြတ်ပြီးကားလိုက်တယ်လို့အောင်စီနဲ့ထုံးတော်ကလည်းအကာအင်းတွေထောက်ခါကထားကြလိမ့်တယ်စုံးခွန်ဘော်ရဲ့ပညာဆက်တွေကအကာရံနဲ့ထိမိပြီးတဝုံဝုံပေါကွဲထွက်သွားကြလိမ့်တယ်အဲဒီနောက်အောင်စီနဲ့ထုံးတော်ကရှစ်ခွက်အင်းများကိုထောက်ခါပြက်ထဲလိုက်တယ်စုံးမတွေကလည်းပညာဆက်နဲ့ပြန်ပြစ်ခါကထားလိုက်ကြတယ်အဲဒီလိုနဲ့စုံးမတွေနဲ့သူရတို့ဆရာတပည့်တွေသူတပြန်ကိုတပြန် ပညာပြိုင်နေကြတဲ့တော်ရရတဲ့ရင်ရှိကနဘုံတကဆုံးရှင်မှထလာခဲ့တယ်။ပါရမီရှင်မောင်သူရဆိုတဲ့မန္တန်ဝိဇ္ဇာကိုတခက်တခါကငါတို့လိုပညာသည်တွေနာမည်ကြားယုံနေကြောက်ကြတဲ့ပုဂ္ဂိုလ်ဘလောက်စွားလဲဆိုတာစမ်းကြည့်အောင်ပါပဲ။နဘုံတကဤသို့ရေရော့ပြီးတဲ့အခါသူ့ရဲ့ခန္ဓာကိုအနံ့ရောင်တောက်ပနေတဲ့မီလုံးအသွေးပြောင်းကအရှိန်နဲ့ပြန်တန်းလာခဲ့ပြီးစုံခွနဖော်ရဲ့အနောက်နွားကကြောက်ဖြာကြီးတစ်ချက်ပေါ်မှာတွားရောက်လဲလျောင်းနေလေတဲ့ စောခနဖော်တို့နဲ့သူရတို့ဆရာတပည့်တွေကလည်းတစ်ဖက်ကတိုက်လျင်တစ်ဖက်ကကာ၍ခုခံနေကြတယ်။အနိုင်အရှုံးမပေါ်ဘူးလို့ထင်ရတော့လေသူရကလွဲအိတ်ထဲကတန်ကဝေရုပ်ကလေးကိုထုတ်ပြီးမမ်းမုံနေတာကိုမြင်လိုက်ကြရတယ်။စောခနဖော်ကလည်းချက်ချင်းလူတွေပူးကတ်သွားကသူတို့ရဲ့ပညာဆက်တွေပေါင်းစည်း၍ပြစ်လွတ်လိုက်လေတယ်။အောင်စီနဲ့ထုံးအောင်ကအကာအင်းနဲ့ပညာဆက်တန်းကိုကာထားချိန်သူရရဲ့တန်ကဝေရုပ်လေးကအသက်ဝင်လာက ရွှေအိုရောင်ပညာဆက်တွေထွက်လာပြီး ဆုံးခုနှစ်ဖော်ရဲ့ပညာဆက်ကိုချိုးဖျက်ပြစ်လိုက်တဲ့ဆုံးခုနှစ်ဖော်ကအနောက်ကိုလန်ကျသွားကြချင်းတန်ကဝေရုတ်ထရားနေရွှေအိုရောင်ကျိုးမြင့်တွေထွက်လာခဲ့ကဖန်စီချုံနှောင်ပြစ်လိုက်တဲ့ဆုံးခုနှစ်ဖော်လုံးကချုပ်ထားသောရွှေအိုရောင်ကျိုးမြင့်တွေကအလွန်တရာမှပူပြင်းပြီးတင်းကျပ်နေသောကြောင့်ဆုံးခုနှစ်ဖော်လုံးကအော်ဟစ်ယုံကန်နေကြတယ်။နဘုံတက်ကသူ့ရဲ့တပည့်တွေရှုံးတော်ကိုမြင်ပြီးစိတ်ဆိုးသွားကသူ့ရဲ့လက်ကိုဝေးရမ်းလိုက်တော့ဆုံးခုနှစ်ဖော်လုံးရဲ့ခေါင်းတွေကပြတ်ထွက်သွားကတေဆုံးသွားကြလေတဲ့ သူတို့တို့ဆရာတပည့်တွေနှဘုံတကောက်ကိုကြည်ကအတော်ရက်ဆက်လာပါလားလို့စိတ်ကနေလေရေရွမိတယ်။သူတို့ကနှဘုံတကောက်ရဲ့တွင်ပြင်လက္ခဏာကိုကြည်၍မိမိပညာကိုအလွန်အားကိုးပြီးယုံကြည်နေသူမှသိလိုက်တယ်။နှဘုံတကောက်ကထိုင်အားကနေတောင်းမထပဲသူတို့ကိုစိုက်ကြည့်လိုက်တော့သူတို့ကချက်ချင်းလက်ကိုရှေ့ထုတ်ခါတခုခုကိုကားလိုက်တယ်။အောင်စီနဲ့ထုံးထုံးကတော့နားမလည်ပဲဖြစ်နေပြီးသူတို့ကပညာတယ်များပညာထက်လွန်းရင်သူတို့ပညာကိုမမြင်နိုင်ဘူးကွာ။ မင်းတို့ကပညာအဆင့်တစ်ခုထိမရောက်သေးတော့မမြင်နိုင်သေးတာလည်းပါတာပေါ့သူ့မျက်လုံးထဲကပညာနဲ့ငါတို့ကိုလှမ်းပစ်လို့ကားလိုက်တာပဲတွားကသူ့ရဲ့တပည့်တွေကိုရှင်းပြပြီးမှနှဘုံတက်ကချိုးသားသောအပြုံးမျိုးပြုံး၍ကြောက်ဖြာအထက်ကနေဆင်းလာကအင်ဒရီတိတ်ခါရှိရှိရှောင်းလန်းလာခဲ့လေတယ်သူတို့ကသူ့ရဲ့တပည့်နှစ်ယောက်ကိုနောက်ဆုတ်ခိုင်းကသူ့တဦးရီးရေဆိုင်မှုသာပြင်လိုက်တယ်နှဘုံတက်ကမျက်နှာရှိသူကြာနေတယ်သူ့ရဲ့စံရွယ်တွေကိုတတ်တင်လိုက်ခါသူ့ရဲ့ညာလက်ညှိုးထိတ်ကနေ မကြီးစေးများသာရှိတဲ့ပညာဆက်ကလေးနဲ့ပြက်လိုက်လေတယ်။သူကလက်နှစ်ဖက်လုံးစန့်တန်း၍ကာလိုက်ရာမှာအကအယံနဲ့နဘုံတကားရဲ့ပညာဆက်ထိမိတာနဲ့မိုးချိုးတန်ကဲ့သို့သောဂျင်းကနေအတန်ကြီးထွက်သွားလေတယ်။မိတောင်ပေါက်တဲ့ကဲ့သို့ဝုံကနေထပေါက်ကွဲကပေါက်ကွဲမှုအရှိန်ကြောင့်ဖြစ်ပေါ်လာတဲ့လေပြင်းများကြောင့်အောင်စီနဲ့ထုံနှောင်တို့အနောက်လေကျသွားတယ်။သူရနဲ့နဘုံတကားဆုံးရှင်မှာကတော့တယောက်ကိုတယောက်ကြည့်ကအေးအေးလူလူရက်နေကြစမြဖြစ်လေတယ်။ ဒီတခါသူရကသူ့ရဲ့ညာလက်ကဝက်ကတဆင်ရွှေအိုရောင်အစင်းရှိတဲ့ပညာဆက်ကိုဆုပ်၍နဘုံတက္ကထံကိုပြစ်လော်လိုက်တယ်။နဘုံတက္ကဟာသူ့ရဲ့ပညာဆက်ကိုညာလက်ပြန်နဲ့ရိုက်ထုတ်ပြစ်လိုက်တယ်။အဲဒီနောက်နဘုံတက္ကသူ့ရဲ့ပညာဆက်တွေကိုစုစည်းပြီးထုတ်လိုက်ခါသူရထက်ဆက်လက်၍တိုက်ခိုက်ပြန်တယ်။သူရသည်သူ့ရဲ့ပခုံးအထက်ကပဝါကိုကင်လိုက်ခါနဘုံတက္ကရဲ့ပညာဆက်တွေကိုကောင်းကင်ပေါ်ရိုက်ထုတ်လိုက်တယ်။နဘုံတက္ကရဲ့ပညာဆက်ကကောင်းကင်ပေါ်တက်သွားကပောက်ကွဲသွားချိန်မှာ မဟာပထဝီမြေကြီးပါအနှဲငယ်တသိမ့်သိမ့်တုံတက်သွားခဲ့လေတယ်။သူရကနှဘုံတက်ကရဲ့ပညာဆက်ကပြင်းထန်လာတာကြောင့်အချိန်ကြာကြာတိုက်နေတောတစ်ခုလုံးတစားပြင်ကဲ့သို့ဖြစ်မိအရေးကိုတွေးမိပြီးမြေမြပွဲသိမ့်ရန်စဉ်းစားလိုက်တယ်။သူရဲ့လွယ်အိတ်ထဲကသင်္ကန်းစာလေးကိုထုတ်လိုက်ခါမန်တန်ရွတ်နေချိန်နှဘုံတက်ကကအနှဲငယ်တုံလှုပ်သွားတဲ့မျက်နှာထားဖြစ်သွားခဲ့တယ်။သူရမန်တန်ရွတ်နေချိန်မှာနှဘုံတက်ကကသူ့ရဲ့ ကိုအတွင်းကပညာစက်ပေါင်းဆောင်ကိုထုတ်ပြီးသူရစီကိုဒလက်ဆက်ပြဲ့လော်လီတော့တယ်။ဒိုင်းနမိုက်တွေပောက်ကွဲသည်အလားပညာဆက်တွေကသူရရဲ့ရွှေအိုရောင်အကအရန်ကိုသာထိမိပြီးတဝုံဝုံနဲ့ပောက်ကွဲနေတယ်။အောင်စီနဲ့ထုံးတော်တို့လည်းသူတို့လာမြင်မှစိုးသဖြင့်သူရရဲ့အနောက်မှာကပ်နေလိုက်ကြတယ်။သူရကမန္တန်ရုတ်အပြီးမှာတော့တင်ကန်းစာလေးရရွှေရောင်တွေတဖိတ်ဖိတ်တောက်လောင်သွားခဲ့တယ်။နှဘုံတကကသူရလက်ထဲကရွှေရောင်ပြောင်းသွားတဲ့တင်ကန်းစာကိုမြင်လာနဲ့ပြင်းပြအပြုတ်မှာတော့သူရကတင်ကန်းစာနဲ့ပြက်လော်လိုက်တယ်။ တင်ကန်းစာလေးရလင်းလင်းမြန်မြန်မဲနှဘုံတကောက်ကိုထိမှန်သွားကစောင်းကြီးတစ်ထဲလိုပြန့်သွားပြီးနှဘုံတကောက်ကိုအုပ်ပြလိုက်တဲ့အဲဒီနောက်တဖြည်းဖြည်းပြန်လဲကျုံလာကအထုပ်ကလေးဖြစ်သွားခဲ့တယ်။နှဘုံတကောက်ကတော့တင်ကန်းစာအထုပ်လေးထဲမှာရုံးကန်နေလေးတယ်။သူရကရွှေရောင်တင်ကန်းစာထုပ်လေးကိုကောက်ယူပြီးတစ္ဆာဒိဋ္ဌံပြုကနှဘုံတကောက်ဆုံးရှင်မှအမြင့်မှန်အမှန်တကယ်ရမှသာလොမြောက်ပါစေလို့တိုင်တဲ၍ဝေးလံခေါင်တီးပြီးလူသူမရှိတဲ့ကျုံကိုရှောင်းရံစုတောင်းလိုက်တဲ့ သူရရဲ့စကားတန်ဆုံးမှာရွှေအောင်သင်ကန်းစာအထုပ်လေးကဖြတ်ခနဲပျောက်ွယ်ခဲ့လေတဲ့ပြဿနာတရက်တော့အေးသွားပြန်ပြီအောင်စီနဲ့ထောင်းအောင်ဟုတ်ကဲ့ဆရာနဘုံတက္ကပညာတွေကအတော်ပြင်းလာပဲဆရာကျွန်တော်တို့တောင်ဘေးကနေကြည့်ပြီးလန့်လာတာဟုတ်ပါဆရာပညာဆက်တွေကအားပြင်းတယ်လို့အတော်လေးလည်းရက်ဆက်တာပဲသူတို့ဘဲတွေကိုရက်ရက်ဆက်ဆက်ပြန်တက်ပြတာနဘုံတက္ကကတော့အစင်မှန်းထားတဲ့ပုံကိုပဲသူ့ရင်မှန်ကြအောင်မြင်မှုအတွက်ဆိုဘလို့လူမျိုးဖြစ်နေပါစေတောက်ဖို့ဝယ်မလေးဘူးကွာ တာဝန်တစ်ခုပြီးဆုံးပြီဆိုတော့နောက်တာဝန်တစ်ခုမရခင်ထိအနည်းအနာကရွာတရွာမှာခန္ဓာတစ်ဖြုတ်နားကြတာပေါ့ကွာသူတို့ဆရာတပည့်တွေလည်းတောထဲကနေတောင်ဘက်အရက်အတိုင်းရှောက်လန်းလာခဲ့ပြီးနေဆောင်ချိန်မှာတော့ဇီးဒီကုန်းဆိုတဲ့ကြေးရွာလေးစီကို ရောက်လာခဲ့ပါတယ်အဲ့ဒီရွာလေးဟာတိတ်ဆိတ်ငြိမ်သက်ပြီးအေးချမ်းသားရနေတယ်လို့ထင်ရတော့လေအဖြစ်အပျက်တစ်ခုကတော့သူတို့ကိုစောင့်ကြိုနေလျက်ရှိလေတယ်ဟုတ်ကဲ့ပါရှင်နောက်တစ်ပိုင်းမှာဆိုရင်တော့အဲ့ဒီဇီးဒီကုန်းရွာမှာဘသူတွေဒုက္ခရောက်နေလဲ ဘလို့အဖြစ်အပျက်မျိုးတွေကမောင်သူရတို့ဆရာတပည့်တွေကိုစောင့်ကြိုနေမလဲဆိုတာသူရနဲ့တိုက်ပေါ်မှာအိမ်ဆောင်မိသူဆိုတဲ့ဇလန်းကိုထပ်မံတင်ဆက်မှဖြစ်တဲ့အတွက်ဆက်လက်စောင့်မျှော်အားပေးဖို့ဖိတ်ခေါ်ရင်းဒီကနေ့မှတင်ဆက်ပေးတယ်သူရနဲ့နဘုံတက်ကဆုံးရှင်မှာဇလန်းတင်ဆက်မှုဒီမာရီရနာခွင့်ပြုပါရှင်နောက်ဆက်သူများအားလုံးကိုကျေးဇူးတင်ပါတယ်